သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်း channel မှာဒီကနေ့မေလ22ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာနိုင်ငံမှတူနာပြုဘွဲ့နဲ့ဒီပလိုမာရတူနာပြုများကိုစင်ကာပူလိုင်စင်ရတူနာပြုစာမေးဘွဲ့ကိုဝင်ရောက်ဖြေဆိုခွင့်စစ်ကောင်စီကပိတ်ပင် ပြပရောက်မြန်မာတူနာပြူများရဲ့နိုင်ငံကူးလက်မှတ်များကိုတက်တန်းတိုးခွင့်ကိုလည်းစစ်ကောင်စီကပိတ်ပင်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှတူနာပြူဘွဲနဲ့ဒီပလိုမာရတူနာပြူများကိုစင်ကာပူမှာလိုင်စင်ရတူနာပြူစာမေးပွဲများကိုဝင်ရောက်ဖြေဆိုခြင်းမပြုနိုင်ရန်စစ်ကောင်စီကပိတ်ပင်လိုက်ကြောင်းစာမေးပွဲဖြေဆိုရန်ကြိုးပမ်းနေတဲ့စင်ကာပူရောက်မြန်မာတူနာပြူတချို့ကဆိုပါတယ်။ မြန်မာနိုင်ငံမှာ Bachelor နဲ့ Diploma in Nursing နဲ့ကျောင်းပီးထားတဲ့သူနာပြုများအနေနဲ့စင်ကာပူနိုင်ငံကိုထွက်ခွာမယ်ဆိုပါကစစ်ကောင်စီကပညာရေးသင်ယူမှုထောက်ခံချက်မှတ်တမ်း transcript letter ကိုလုံးဝထုတ်မပေးတော့ကြောင်းအဆိုပါပညာရေးသင်ယူမှုထောက်ကန်ချက်မှတ်တမ်းဟာစင်ကာပူနိုင်ငံမှာပြုလုပ်တဲ့လိုင်စင်ရတူနာပြုစာမေးပွဲကိုဝင်ရောက်ဖြည့်ဆို့ရန်အဓိကကျတဲ့စာရွက်စာတမ်းဖြစ်ကြောင်းစင်ကာပူကအဲ့ဒီလို transcript letter ထုတ်မပေးဘဲပိတ်ပင်လိုက်တဲ့အတွက်ပြည်ပရောက်တူနာပြုများအခက်အခဲတွေ့နေကြောင်းသိရှိရပါတယ် မြန်မာနိုင်ငံမှာတူနာပြုတ်ဘာသာရက်နဲ့ကြောင်ပြီးထားသူများဟာစင်ကာပူနိုင်ငံမှာတူနာပြုတ်အကူအညီနဲ့နှစ်နှစ်လုပ်ငန်းခွင်ဝင်ရောက်နိုင်ပြီးနှစ်နှစ်ပြည်ပါကစင်ကာပူ SNB စင်ကာပူနာဇင်ဘုတ်ကပြုတ်လုတဲ့လိုင်စင်ရတူနာပြုတ်စာမေးပွဲကိုဝင်ရောက်ဖြေဆိုရကြောင်းရင်းစာမေးပွဲဝင်ရောက်ဖြေဆိုရန်အတွက်မိမိတက်ခဲ့တဲ့ကျောင်းမှာတူနာပြုတ်ဘာသာရက်ဆိုင်ရာပညာရေးသင်ယူမှုထောက်ခံချက်မှတ်တမ်း transcript letter တင်ရကြောင်းသိရှိရပါတယ်စစ်ကောင်စီကပြည်တွင်းမှာဘွဲယူသွားတဲ့တူနာပြုတ်တွေအတွက် transcript letter ထုတ်မပေးတော့ဘူးလို့တရားဝင်ပိတ်ပင်လိုက်တယ် စင်ကာပူ SNP ဘက်ကိုလည်းသူတို့ဘက်က transcript letter ထုတ်မပေးဘူးတရားဝင်ပိတ်လိုက်ပြီဆိုပြီးစာပို့တယ်။မစားရတဲ့အမဲတဲနဲ့ပတ်တာပေါ့။အခုနှစ်မှာမြန်မာတူနာပြုတ်ကောင်စီနဲ့တူနာပြုတ်တက်ကတူတူနာပြုတ်တင်တဲ့ចောင်းတွေရဲ့ရုပ်မာမှုကြောင့်ပြပရောက်တူနာပြုတ်တွေတော်တော်လေးဒုက္ခရောက်ကုန်တယ်။ပညာရည်တင်ပြီးကိုနဲ့ထိုက်တန်တဲ့ယာတို့မရကြတော့ဘူးသူများနိုင်ငံကအခွင့်အရေးပေးတာတော့ကိုနိုင်ငံကအခွင့်အရေးမရအောင်လိုက်ပိတ်နေတယ်လို့သူနာပြုတ်တူကဆိုပါတယ် ဒါအပြင်မြန်မာနိုင်ငံမှာတူနာပြုပွဲရဒီပလိုမာကျောင်းပြီးထားပြီးပြပရောက်နေသူများအားလုံးရဲ့နိုင်ငံကူးလက်မှတ်များကိုလည်းမြည်သည့်တန်ယုံတွင်မှတက်တန်းတိုးမပေတော့ကြောင်းတက်တန်းတိုးလိုပါကမြန်မာပြည်ကိုပြန်လာပြီးကျန်းမာရေးဝန်ကြီးဌာနရဲ့ထောက်ခံချက်နဲ့နိုင်ငံကူးလက်မှတ်ပြန်လည်လျှောက်ထားရမယ်လို့တန်ယုံများမှမြန်မာတူနာပြုများကိုတရားဝင်အသိပေးလာကြောင်းသိရှိရပါတယ်ပြပရောက်သွားတဲ့မြန်မာတူနာပြုတွေအားလုံးကိုအမြည်ပြစရင်သွင်းလိုက်တာ ပြည်ပရောက်မြန်မာသူနာပြုတွေအားလုံးကိုတန်ယုံတွေမှာနိုင်ငံကူးလက်မှတ်တတန်တိုးဝင်မပေးတော့ဘူးစင်ကာပူရောက်မြန်မာသူနာပြုတွေတော်တော်လေးဒုက္ခရောက်ရတယ်လို့စင်ကာပူရောက်မြန်မာသူနာပြုတအူးကဆိုပါတယ်အချမ်းဖတ်စစ်ကောင်စီကကျမရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့သူနာပြုများကျမရေးဝန်ထမ်းများနဲ့ဆရာဝန်များကိုလည်းနိုင်ငံကူးလက်မှတ်လျှောက်ထားခွင့်များကိုတင်းကျပ်ထားပြီးကျမရေးဝန်ကြီးဌာနခွင့်ပြုချက်မရှိဘဲနိုင်ငံကူးလက်မှတ်လျှောက်ထားခွင့်မပြုကြောင်းသိရှိရပါတယ် နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဗမော်မာစစ်ရဟတ်ယင်ပြစ်ချခံရမှုကြောင့်ရဟတ်ယင်ပေါ်ပါလာတဲ့စစ်ဗျူဟာမုန်းတဲ့အဖွဲဝင်များအားလုံးတိတ်ဆုံးမှုကိုစစ်ကောင်စီကတရင်ဖုံးကွယ်ထားပြီးဆက်ချို့ရွံ့၍ပြစ်ကြတဲ့လို့သာတက်တွင်းမှာလိန်လေရှင်းလင်းအသိပေးရဟတ်ယင်မှုဗိုလ်ကြီးမျိုးထအောင်ဗိုလ်ကြီးကျော်မြင့်ထုဗိုလ်ကြီးချမ်းသာတို့တိတ်ဆုံးမှုအတိပြုခဲ့ကြောင်းတရင်ကောင်းလေးကိုတင်ဆက်ပေးပါမယ်ကချင်ပြည်နယ်ဗမော်မြို့နယ်အတွင်းစစ်ရဟတ်ယင်ပြစ်ချခံရမှုမှာရဟတ်ယင်မှုများနဲ့လေတက်အဖွဲ့များအပါအဝင် ယဟယင်ပေါ်လိုက်ပါလာတဲ့စစ်ဗျူဟာမုနဲ့အဖွဲ့ဝင်များအလုံးမတာပေါ်တည်ဆုံသွားကြတာကိုစစ်ကောင်စီကတရင်ဖုံးကွယ်ထားတဲ့အပြင်ယဟယင်မှာလည်းပြစ်ချခံရခြင်းမဟုတ်ပဲဆက်ချွရွံ့ရပြက်ရခြင်းသာဖြစ်တယ်လို့တရင်ဖြန့်လာကြောင်းတက်တွင်းတရင်အရေးမြစ်တချို့ကဆိုပါတယ်မေလ20ရက်နေ့မွန်လွယ်တနအိုင်ဝင်းကျင်အချင်းဗမော်မျိုးစကခ21ကိုစစ်ကူရိတ်ခါလက်နက်ခဲယမ်းများလာပေးတဲ့အကြံဖတ်စစ်တပ်ရဲ့ထောက်ပို့ယဟယင်နှက်စီးကို KNA ကပြစ်ချခဲ့ရမှာ တစည်းမှာရွှေကူမြို့နယ်မြို့လာမြို့နယ်ကွယ်စီငန်းရွာအနောက်ဘက်မှာရှိတဲ့တော်တဲ့ကိုပြက်ကျသွားကြောင်းအဆိုပါယဟယင်မှာလိုက်ပါလာတဲ့ယဟယင်မှုကက်ပတိန်ဘူကြီးမျိုးထက်အောင်ဘူကြီးကျော်မြင့်ထူးဘူကြီးချမ်းသာအပအဝင်ယဟယင်မောင်းနေရဲ့အဖွဲ့သားခုနှစ်ဦးပါဝင်သွားခဲ့ကြောင်းတို့ရတွင်ယဟယင်ပေါ်လိုက်ပါလာတဲ့စစ် viewer မှုနဲ့အဖွဲ့သားများပါအလုံးမတာပေါ်တိတ်ဆုံသွားကြတာကိုစစ်တပ်ကသတင်းဖုံးကွယ်ထားကြောင်းသိရှိရပါတယ် ဘမော်မှာတက်မတော်စစ်ရဟယင်ကစက်ချို့ယွင်းလို့ပြက်ကြတယ်။ရဟယင်မှုနဲ့အဖွဲသားတွေစုံပါတယ်။တရင်တက်ဖွဲ့တွေအတွင်မှာလည်းနိုင်ငံတော်ကထုတ်ပြန်တဲ့သတင်းအတိုင်းပဲပြန်လည်အသိပေးတယ်။တက်မတော်ဗျူဟာမှုနဲ့အဖွဲသားတွေတေဆုံးနေဆိုတာမျိုးအသိပေးတာမျိုးတော့မရှိပါဘူး။တီလည်းမသိကြပါဘူး။ဘမော်မှာတက်မတော်ကအရေးတာပြီးအောင်ပွဲရနေတယ် မင်းကောင်စစ်ကြောင်းရဲ့စစ်စင်ရေးနဲ့ဗမော်မျိုးကိုပြန်လဲသိမ့်ပိုက်နေပြီး KNA PDF တွေအလောင်းတွေတာပုံရာပုံတည်ဆုံနေတယ်လို့တက်တွင်းမှာရှင်းလင်းပွဲတွေနဲ့အသိပေးနေပါတယ်လို့တက်တဲ့ရင်အရင်မြစ်ကရှင်းပြပါတယ်။ရွှေကူမြို့နယ်တောထဲမှာမီးလောင်ပျက်စီးသွားတဲ့ရဟတ်ရင်နဲ့အတူရဟတ်ရင်မှုများဖြစ်ကြတဲ့ဗိုလ်ကြီးမျိုးထက်အောင်ဗိုလ်ကြီးကျော်မြင့်ထုဗိုလ်ကြီးချမ်းသာတို့တည်ဆုံမှုမှာလဲစစ်တပ်အတွင်ကြဲကြဲပြန့်ပြန့်တရင်ပြန့်နှံ့နေပြီးအတီးပြုတ်နိုင်ကြောင်းတက်တွင်းတရင်အရင်မြစ်များကဆက်လက်ပြောဆိုပါတယ်။ ယမန်နေ့မေလ22ရက်နေ့ KIA ကစစ်ရဟယင်ပြက်ခဲ့တဲ့ရွှေကူမြို့နယ်မြို့လားမြို့နယ်ကွယ်စီငန်းရွာအနောက်ဘက်မှာရှိတဲ့တော်ရဲရှိရဟယင်ပြက်နေရာကိုထပ်မံရှင်းလင်းရေးလုပ်ရမှာရဟယင်ပြက်နဲ့အတူမီလောင်ပြီးသေဆုံးနေတဲ့စစ်သားမသားအလောင်း16လောင်းနဲ့မီလောင်ပြက်စီးနေတဲ့လက်နက်14လက်ကိုတင်ဆက်ရရှိခဲ့ကြောင်း KIA သတင်းအရေးမြစ်ကဆိုပါတယ်။ဒါ့အပြင်မေလ22ရက်နေ့မွန်းလွဲ့2နာရီခွဲခန့်အချိန်ရွှေကူမြို့ခလာရ56တပ်တွင်း အရေးပေါ်စင့်တက်ခဲ့ရတဲ့စစ်ရဟတ်ရင်ကိုလည်း KNA တပ်မဟာစစ်တပ်မှတော်လိုင်းရင်ရဲဘော်များကလက်နက်ကြီးများနဲ့တွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာရဟတ်ရင်လုံးဝပျက်စီးသွားခဲ့တဲ့အပြင်ရဟတ်ရင်ကိုဘေးပတ်ပတ်လည်းမှဝန်းရံထားတဲ့တန်ချက်ကကားနဲ့ truck ကားများပါလက်နက်ကြီးထိမှန်ပျက်စီးခဲ့ကြောင်း KNA သတင်းအရေးမြစ်ကဆက်လက်ရှင်းပြပါတယ် KIA ကရခိုင်ကလေးကစစ်ကောင်စီရဲ့ရဟတ်ရင်နဲ့တိုက်လေရင်များကိုပစ်ချခဲ့ဘူးရမှာ မေလ22ရက်နေ့ကပြစ်ချခဲ့တဲ့ရဟယင်နှစ်စီးအပါအဝင်စုစုပေါင်းစစ်အာဏာသိမ်းပြီးနောက်9နှစ်အတွင်းရဟယင်၄စီးနဲ့တိုက်လေရင်ဒစီးတို့ကိုပြစ်ချနိုင်ခဲ့ပြီဖြစ်ပါတယ်။2021ခုနှစ်မေလ3ရက်နေ့ကချင်ပြည်နယ်မိုးမောင်းမြို့နယ်မြို့တင်တဲ့ကုန်းလာအကြမှာစစ်ကောင်စီရဲ့ MI-35 တိုက်ခိုက်ရေးရဟယင်ကိုကချင်လွတ်မြောက်ရေးတပ်မတော် KIA ကပြစ်ချခဲ့ကြောင်းအဲ့ဒီလိုပြစ်ချခဲ့မှုကြောင့်ရဟယင်ပြက်ခဲ့ပြီးရဟယင်မှုဗိုလ်မှုကြော်စရာထွန်းဗိုလ်ကြီးတန်ထိုးလင်းအုတ်ခွဲတက်ကြကြီးကြော်စွာအောင်တို့တည်ဆုံခဲ့ကြပါတယ်။ 2024ခုနှစ်ဇန်နဝါရီလ3ရက်နေ့နနက်7:59မိနစ်အချိန်ဝိုင်းမော်မြို့နယ်နာဖော့စစ်တပ်စခန်းကိုရိတ်ခါလာပို့တဲ့စစ်တပ်ထောက်ပို့ MI-17 ရဟယင်တစည်းကို KIA ကပစ်ချခဲ့ပြီးစစ်ရဟယင်ပေါ်မှာလိုက်ပါလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်၈ယောက်ဖြစ်တဲ့ဗိုလ်မှူးဇော်မျိုးတပ်အသက်42နှစ်ဗိုလ်ကြီးကောင်းဆန်သိန်းအသက်33နှစ်ဗိုလ်ကြီးစိုးပိုင်ကျော်အသက်32နှစ်ဒူအရာကန်ဘိုးဝင်းမျိုးထွန်းအသက်42နှစ် ဦးစီးတက်ကြက်ကြီးစိုးလွင်ဦးအသက်36နှစ်ဦးစီးတက်ကြက်ကြီးမျိုးမင်းဦးအသက်38နှစ်ဦးစီးတက်ကြက်ကြီးဝေရန်ဦးအသက်32နှစ်နဲ့ဦးစီးတက်ကြက်ကြီးစွန်းထက်အောင်အသက်23နှစ်တို့မတာပေါ်တည်ဆုံးခဲ့ကြပါတယ်2024ခုနှစ်ဇန်နဝါရီလ16ရက်နေ့မှာလဲရှမ်းမြောက်ဒေသကွက်ခိုင်မြို့နယ်နတ်ဘက်ကရွာတိုက်ပွဲကို ဘုံလာကျဲခဲ့တဲ့စစ်ကောင်စီရဲ့တရုတ်လုတ် FTC 2000G တိုက်လေရင်ကိုကချင်လွတ်လပ်ရေးတပ်မတော် KNA ကပြစ်ချခဲ့တဲ့အတွက်တိုက်လေရင်မှာပြတ်ကျသွားခဲ့ကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးချင်တာကတော့ KNA ကယမန်နေ့ကပြစ်ချခဲ့တဲ့ရဟယင်နေရာကိုနေမီရှင်းလင်းရေးပြစ်လို့စဉ်စစ်သားအလောင်း16လောင်းနဲ့မီးလောင်ပျက်စီးသွားတဲ့လက်နက်ခဲယမ်းများတင်ဆက်ရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ KIA ကယမန်နေ့ကပြစ်ချခဲ့တဲ့ရဟတ်ယာဉ်နေရာကိုနေမြေရှင်းလင်းရင်ပြစ်လို့စင်မှာစစ်သားမတာအလောင်း16လောင်းနဲ့မီးလောင်ပျက်စီးသွားတဲ့လက်နက်ခဲယမ်းများတင်ဆက်ရရှိခဲ့ကြောင်း KIA ရဲ့စစ်ရေးတရင်အရေးမြစ်ကဆိုပါတယ်ယမန်နေ့မေလ20ရက်နေ့ကချင်ပြည်နယ်ဗမော်မြို့နယ်စက္ကခ21အတွင်းကိုစစ်ကူအင်အားလာဖြစ်တဲ့စစ်ကောင်စီရဲ့ MI17 ရဟတ်ယာဉ်3စီးအနက်မှ MI17 ရဟတ်ယာဉ်2စီးကို KIA ပူးပေါင်းတပ်များကပြစ်ချနိုင်ခဲ့ပြီး ရဟယင်တစည်းမှာရွှေကူမြို့နယ်မြို့လာမြို့နယ်ကွယ်စီငန်းရွာအနောက်ဘက်မှာရှိတဲ့တောတဲကိုပြက်ကျသွားခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဲ့ဒီရဟယင်ပြက်ကျသွားတဲ့နေရာကို KNA ပူးပေါင်းတပ်ဖွဲ့များကနေမီရှင်းလင်းရေးပြုတ်လို့စစ်မှာစစ်သားမသားအလောင်း၁၆လောင်းနဲ့မိလောင်ပြက်စီးသွားတဲ့လက်နက်14လက်သိမ်းဆည်းရရှိခဲ့ကြောင်းသိရှိရပါတယ်။မနေ့ကပြစ်ချခဲ့တဲ့ရဟယင်နေရာကို KIA ပူပေါင်းတပ်ဖွဲ့တွေတွားပြီးနေမြေရှင်းလင်းရေးလုပ်တာ စစ်ခွေးအသေးမတာအလောင်း16လောင်းရတယ်။နောက်ပြီးမီးလောင်သွားတဲ့လက်နက်14လက်ကိုလည်းတွေ့ရှိခဲ့တယ်လို့ KIA ရဲ့စစ်ရေးသတင်းအရင်းမြစ်ကဆိုပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ AA2 စစ်ဦးစီးချုပ်ဒေါက်တာညိုထွန်းအောင်ရေးသားထားတဲ့တဘုံဖြူကပြားစာအုပ်ထွက်ရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်မျိုးသားအဖွဲ့ချုပ် ULAA ရဲ့ ဒုဥက္ကဋ္ဌတက်လည်းဖြစ်အာရခတတော်အေအေရဲ့ဒုတိယစစ်ဦးစီးချုပ်လည်းဖြစ်တဲ့ဒေါက်တာညိုထွန်းအောင်ရေးသားထားတဲ့တဘုံဖြူအမိရှိကဗျာစာအုပ်ဟာထွက်ရှိလာပြီလို့သိရှိရပါတယ်။အဲ့ဒီစာအုပ်ဟာအခုမေလာအတွင်းထွက်ရှိလာခဲ့တာဖြစ်ပြီးတော်လရင်နေမြေတွေကနေတဆင့်ထိုင်းနိုင်ငံအပါအဝင်ပြည်ပနိုင်ငံတွေစီကိုစတင်ပြန်ပြူရောင်းချနေပြီလို့နီးစပ်သူတွေစီကနေသိရှိရပါတယ်။စာအုပ်တံပိုးကိုမြန်မာငွေကျပ်9000တက်မှတ်ထားပြီးပြပရောက်သူတွေဝယ်ယူနိုင်ဖို့အတွက်လဲတက်ဆိုင်ရာနိုင်ငံအလိုက်ဈေးနှုန်းတက်မှတ်ပေးထားတယ်လို့ဆိုပါတယ် စာအုပ်ရောင်းရကိုရဲ35ရာဂိုင်းနှုန်းကိုလဲစစ်အာဏာသိမ်းပြီးနောက်တိုက်ပွဲတွေအတွင်းကိုလက်အင်ကပိတ်ဆက်ဆွန့်လွတ်ထားရတဲ့တော်လန်ရင်ရဲဘော်တိုင်းကိုအချိုးကျမျှဝေကူညီမယ်လို့လည်းသိရှိရပါတယ်။ ULAA မှာတာဝန်ထမ်းဆောင်နေသူတယောက်ကဒီတပုံဖြူစာအုပ်ကနာမည်တော်တော်ကြီးနေတာပါ။ဒါပေမဲ့လှူဒန်းမယ်ဆိုတဲ့သတင်းကအခုသိရတော့ပိုပြီးဝမ်းသာတာပေါ့။ဒါပညာခွန်အားနဲ့ကူညီတဲ့စေတနာကရဲဘော်ရဲဘက်ရဲ့စိတ်နေစိတ်ထားကိုဂုံယူမိပါတယ်လို့ဆိုပါတယ်။အခုကာလမှာ ဒီကဗျာစာအုပ်ထွက်ရှိလာတဲ့အပေါ်ရခိုင်ကစာရေးဆရာကိုဝေဟင်းအောင်ကဒေါက်တာညိုထွန်းအောင်ဆိုတာကတစ်ဖက်မှာစစ်သားတယောက်ဖြစ်တယ်လို့ငိုကလေးကစာပေဝါသနာရှင်တယောက်ဖြစ်တယ်။ပြီးရင်စာပေသမားတယောက်ဖြစ်တယ်။သူရေးတဲ့ကဗျာတွေဟာအွန်လိုင်းမှာအများကြီးတွေ့ရတယ်။အဲ့ဒီကဗျာတွေကတော်လန်ရေးကိုလည်းအများကြီးအထောက်ပံ့ဖြစ်တယ်။လူငယ်တွေကိုလည်းစိတ်ခွန်အားအများကြီးဖြစ်စေတဲ့အတွက်ဒီစာအုပ်ထွက်လာတာဟာတော်လန်ရေးအတွက်လည်းအထောက်ပံ့ဖြစ်တယ်လို့လူငယ်တွေအတွက်လည်းအများကြီးစိတ်ခွန်အားဖြစ်စေလိမ့်မယ်လို့ယူဆပါတယ်လို့ဆိုပါတယ်။ နောက်ဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့ကချင်တော်လှန်ရေးတပ်ဖွဲ့မှစစ်ရဟတ်ရင်များကိုအောင်မြင်စွာပစ်ချနိုင်ခဲ့ဆိုတဲ့ဆရာလာစိုးဝေရဲ့စောင်းပါလေးကိုတင်ဆက်ပေးပါမယ်။တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေတဲ့ဗမော်မြို့အနီးပြန်တန်းနေတဲ့စစ်ကောင်စီရဲ့ရဟတ်ရင်နှစ်စီးကိုကချင်လွတ်လပ်ရေးတပ်ဖွဲ့မှလေရင်ပစ်လက်နက်များနဲ့ပစ်ချခဲ့ရမှာရဟတ်ရင်တစ်စီးဟာပြက်ကျသွားပြီးတစ်စီးဟာအရေးပေါ်ထိုးစင်းခဲ့ရတယ်လို့သိရပါတယ်။ နေ့လယ်တနာရီခန့်မှာရဲရင်၃စီးဟာဗမော်မြို့မှာရှိတဲ့စက္ကခ21ကိုဆင့်ရင်ချင်းကပ်လာစင်မှာကချင်လွတ်မြောက်ရေးတပ်ဖွဲ့ဝင်များနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကဝိုင်းဝန်းပစ်ခတ်ခဲ့ကြပါတယ်။ရဲရင်နဲ့စီးကိုတိုက်ရိုက်ထိမှန်သွားခဲ့ပြီးဒစီးကတော့ဗမော်နဲ့ရွှေကူမြို့အကြားရွှေကူနဲ့14မိုင်အကွာတောအတွင်းကိုပြက်ကျသွားပြီးကြံဒစီးကချက်ချင်းလိုလိုအနီးအနားကိုအေးပေါ်ထိုးဆင်းသွားခဲ့ရတယ်လို့ကချင်လွတ်လပ်ရေးတပ်ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးကအတည်ပြုပြောဆိုလိုက်ပြီးဖြစ်ပါတယ်။ ပြက်ကျသွားတဲ့ရဟတ်ယင်မလေယင်မှုဗိုလ်ကြီးမျိုးထက်အောင်ရုပ်အလောင်းကိုလည်းရှာဖွေတွေ့ရှိခဲ့ကြပါတယ်။၎င်းတို့ထိုးဆင်းသွားတဲ့နေရာဟာတော်လန်ရေးတပ်များရဲ့ထိန်းချုပ်နေမြေအတွင်းမှာဖြစ်တဲ့အတွက်အခြေအနေမဟန်မဲ့ပိုင်းလော်တေဆုံသွားနိုင်ပွဲရှိတာကိုရှေ့တန်းတည်ရင်ရက်ွက်များကခံမှန်းနေကြပါတယ်။တတရဒဇီးကိုထိမှန်ခဲ့ခြင်းမရှိတဲ့အတွက်အကောင်းပကတိဆက်၍ပြန်တန်းသွားတယ်လို့ဆိုပါတယ်။နောက်ထပ်သိရှိရတဲ့သတင်းများအရတော်လန်ရေးအဖွဲ့များဟာထိုးဆင်းသွားတဲ့နေရာကိုတွားရောက်ပြီးပြစ်ခတ်ဖျက်ဆီးခဲ့ကြတယ်လို့လည်းသိရှိရပါတယ်။ စစ်ကောင်စီရဲ့တည်င်းအလိန်အညာများကတော့ဆက်ချို့ရွံ့၍ပြက်ကျသွားတယ်လို့ဆိုပါတယ်။ထို့သောဗီဒီယိုဖိုင်မှာလက်နက်ကြီးထိမှန်ပျက်စီးသွားတဲ့ရဟတ်ရင်ရဲ့ဒလက်ကိုအထင်အရှားတွေ့နေရပါတယ်။ KIA ကချင် PDF အရခတက်များပူပေါင်းပြီးဒီဇင်ဘာလမှစ၍ဗမော်ကိုသိမ့်ပိုက်နိုင်ရန်စတင်ထိုးစစ်ဆင်နေကြခြင်းဖြစ်ပါတယ်။စစ်ကောင်စီတက်များဟာမြို့ရင်းမှာရှိတဲ့နေရာအများအပြားနဲ့အနီးဝန်းကျင်မှာရှိတဲ့စခန်းများလက်လွတ်ဆုတ်ခွာထွက်ပြေးသွားခဲ့ရပြီးဖြစ်ပါတယ်။ ၎င်းတို့မှရုရှားတရုတ်တို့မှရရှိတဲ့နောက်ဆုံးပေါ်အနီအောက်ရောင်ကြီးတုံးညကြည့် drone များလေကြောင်းပစ်ကူများစစ်ကူရိတ်ခါများနဲ့ဆက်လက်၍ခုခံနေကြဆဲဖြစ်ပါတယ်။တရုတ်ကလည်းလာရှိုကြသွားပြီးနောက် drone များကိုလူတလောက်ရောင်းချပေးလာခဲ့တယ်လို့ South China Morning Post သတင်းစာမှာရေးသားထားပါတယ်။ပြည်သူဘတ်တော်သားတော်လန်ရေးတက်များနဲ့ပြည်သူများဟာတိုက်လေရင်များအပြင်နောက်ဆုံးပေါ်စစ်ဘက်သုံး drone အန္တရာယ်ကိုရင်ဆိုင်နေကြရပြီဖြစ်ပါတယ်။ကချင်လွတ်လပ်ရေးတက်များဟာ2021ခုနှစ်မေလမှာမိုးမောက်မြို့မှာတကြိမ် 2024ဇန်နဝါရီလကုတ်ခိုင်ဘက်မှာတကြိမ်ရဟယင်များကိုပြစ်ချနိုင်ခဲ့ပြီးဖြစ်ပါတယ်။ကရင်နီတော်လန်ရဲ့အဖွဲ့များကလည်း2023ဇူလိုင်နဲ့နိုဝင်ဘာလများအတွင်းဘောလက်ခင်းနဲ့ဖရူဆိုမျိုးနဲ့အတွင်းစစ်ကောင်စီရဟယင်များကိုနှစ်ကြိမ်တိုင်ပြစ်ချနိုင်ခဲ့ပြီးဗိုလ်မှူးအဆင့်ရှိသူပိုင်းလော့ကိုအရှင်ဖမ်းဆီးရမိခဲ့ဘူးပါတယ်။အာရခတပ်တော်မှလည်းအနောက်ပိုင်းတိုင်းစစ်တနာချုပ်ကိုချင်းကပ်လာတဲ့ရဟယင်ကို2024နိုဝင်ဘာလအတွင်းပြစ်ချခဲ့တဲ့အတွက်မကွေးဘက်မှအရေးပေါ်ထိုးစင်းသွားခဲ့ရဘူးပါတယ်။ ကရင်မျိုးသားလွတ်မြောက်ရေးတပ်ဟာတနင်္လာနေ့မှာဖအံမြို့နယ်အတွင်းထိုင်းမြန်မာနယ်စပ်အနီးမှာရှိတဲ့နာမည်ကျော်မော်ဖိုးကီစခန်းကိုတင်ပိုက်နိုင်ခဲ့ပြီးစခန်းမှာခြေဦးတရဆွန့်ခွာထွက်ပြေးနေတဲ့စစ်ကောင်စီတပ်သားများအနက်28ဦးဟာထိုင်းဘက်ကိုရောက်ရှိလာတယ်လို့ထိုင်းအာဏာပိုင်များကအတည်ပြုပြောကြားခဲ့ပါတယ်။မော်ဖိုးကီကိုဘိုနေဝင်းတပ်များက1981ခုနှစ်အတွင်းမှာတင်ယူခဲ့တယ်လို့သိရှိရပါတယ်။ယနေ့ Economic Magazine ကြီးမှာဆွီဒင်နိုင်ငံ Stockholm မှာအခြေစိုက်တဲ့ SIPRI အဖွဲ့ကြီးရဲ့နိုင်ငံအလိုက်စစ်အသုံးစရိတ်ကိုထုတ်ပြန်ချက်ဖော်ပြရမှာမြန်မာစစ်တပ်မှ2024မှာဒေါ်လာ9.3ဘီလီယံသုံးဆွဲခဲ့တယ်လို့ဈေးကွက်မှာပေါက်တဲ့ငွေလေးလည်းနှုန်းကိုအခြေခံ၍ဖော်ပြထားပါတယ်။ GDP ရဲ့6.9ရာခိုင်နှုန်းရှိနေပါတယ်။မင်းအောင်လှိုင်ဟာစစ်အသုံးစရိတ်ကိုဒေါ်လာတန်ပေါင်း9000ကျော်သုံးဆွဲခဲ့ပေမဲ့လည်း၎င်းတို့ဒင်းပြည့်ကြက်ပြည့်ထိမ့်ချုပ်နိုင်တာဟူ၍ကောင်းကင်ရန်သာရှိတော့ပါတယ်။တနိုင်ငံလုံးလဲ ်မီးအားကိုတနစ်လျင်နိုင်ပိုင်းသာခွဲတန်းနဲ့ပေးနိုင်တော့ပါတယ်ရုရှားရောက်ခိုက်ရုရှားအတိသတင်းဌာနနဲ့အင်တာဗျူးမှာမင်းအောင်လိုင်ကယခုအထိမြင်းငလင်အတွက်အမေရိကန်မှပေးမယ်ဆိုတဲ့ဒေါ်လာ၉သန်းမရသေးဟုညှိညူသွားရှာပါသေးတယ်အာဆီယံမှာနောက်အပတ်အတွင်းကျင်းပမယ်အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီမြန်မာပြည်တွင်းစစ်ရေးအတွက်တီးတဲ့အစည်းအဝေးနှစ်ခုပြုလုပ်သွားမယ်လို့အဖွဲ့ရဲ့အတွင်းရေးမှူးချုပ်ကအတိအပြပြောဆိုသွားခဲ့ပါတယ်သို့သော် အာဆီယံဟာစစ်အုပ်စုမှပြည်သူများအပေါ်ကျူးလွန်နေတဲ့အကြမ်းဖက်လုပ်ရများကိုအတိအမတ်မပြုမချင်းလူတို့မှ၎င်းတို့ရဲ့ငြိမ်းချမ်းရေးကြိုးပမ်းမှုကိုဖုတ်လေတဲ့ငပိရှိတယ်လို့မထင်နှစ်ဖက်စလုံးက၎င်းတို့ကိုတန်တမန်ရေးအရအတိအမတ်ပြုတယ်ဆိုတဲ့သဘောအနေထားမျိုးနဲ့သာပြောနေကြမှာဖြစ်ပါတယ်။မလေးရှားဝန်ကြီးချုပ်ရဲ့မနေ့ကပြောဆိုမှုများကိုကြည်ပါကမြေပြင်အခြေအနေများကိုဘူးလုံးနားမထွင်ဖြစ်နေတာကိုတွေ့ရပါတယ်။ ၎င်းကမကြမီဖြစ်ပေါ်လာမှုများကိုကြည့်ကတိတိတတ်တာတိုးတက်မှုများတွေ့လာရတယ်လို့အချက်၃ချက်နဲ့ပြောဆိုသွားပါတယ်။နံပါတ်၁ဟာတက်ဆိုင်သူအလုံးနဲ့ထိတွေ့ဆက်ဆံနိုင်ခဲ့တယ်။နံပါတ်၂ဟာအပြည့်အခက်ရဲစေးရေးရရှိအောင်လုပ်နိုင်ခဲ့တယ်။နံပါတ်၃ငလင်တန်အတွက်လူသားချင်းစာနာထောက်ထားမှုအကူအညီများမြည်သူကထိန်းချုပ်ထားသည့်ဖြစ်စေဒေတာအလုံးကိုပို့ပေးနိုင်ခဲ့တယ်လို့၎င်းရဲ့ထင်မြင်ချက်ကိုပံ့ပိုးပေးသွားခဲ့ပါတယ်။ကိုဘာသာပြောကိုဘာသာ ထောက်ခံပြောဆိုနေခြင်းမျိုးသာဖြစ်ပါတယ်။ အဲ့ဒီအတွက်လဲဒေတာရင်းနဲ့နိုင်ငံတကာမှာရှိတဲ့လူမှုအဖွဲ့အစည်း285ဘွဲမှလက်မှတ်ထိုးကဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်နဲ့အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များစီကိုအိတ်ဖွင့်ပေးစာပေးပို့လိုက်ပြီးဥက္ကဋ္ဌအနေနဲ့တီလကြောင်လောက်ရက်များရှောင်ရှားပြီးမူအရာဆောင်ရွက်ရန်တိုက်တွန်းထားပါတယ်။ပြည်သူတို့ရဲ့တရားတော်တွန်းလှန်စစ်မုတ်ချအောင်ရမည်လို့ရည်တာထားပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါအခုလိုအဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်းပြပသတင်းတော်လန်ရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာကြပါစေခင်ဗျာကြပါစေခင်ဗျာ